ကိုကဘိတ်ကအချင်းမှာခရစ်ပတိုကွိုင်းတွေကိုဝယ်ပဲဝယ်တတ်သေးတယ်။ဒါပေမဲ့တခြား wallet ကိုမပို့တတ်သေးဘူးဆိုရင်တော့ဒီဗီဒီယိုကလုံးဝအကျိုးရှိစေမှာပါ။ဒီနေ့မှာဘိတ်က wallet အကြောင်းနဲ့ wallet တောင်းနေအပြင်ဘိတ်ကအချင်းကနေပြီးတော့ဘိတ်က wallet ကိုကိုယ့်ရဲ့ခရစ်ပတိုကွိုင်းနဲ့ပို့နည်းလက်ခံနည်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးဘိတ်က wallet အကြောင်းကိုနည်းနည်းလေးရှင်းပြပါ။ဘိတ်က wallet ဆိုတာကခရစ်ပတိုတွေတိုင်းနဲ့ပတ်စံရေးတစ်ခုလိုပါပဲ။ဒါကကျွန်တော်တို့အပြင်မှာနေစဉ်တောင်းနေကြတဲ့ပတ်စံရေးနဲ့ဆင်းတူပါတယ်။ဒါပေမဲ့ဘိတ်က wallet က ို့ပစံကိုတင်ခါရုံမဟုတ်ဘဲတခြား function တွေအများကြီးပါပါတယ်။ဒိတ်ချင်းတွေမှာကို့ crypto တွေကိုထည့်ထားတာကစိတ်ချတော့မရပါဘူး။ဘာလို့လဲဆိုရင်ဘဏ်တွေလိုပဲကို့အကောင့်ကိုချိန်မရွေး freeze လုပ်လို့ရတယ်။နောက်ပြီးတာမန်ဘဏ်တွေထက်လည်းဒေဝါဒီခံဖို့ပိုလွယ်လို့ပါ။ဒီလိုအကြောင်းတွေကြောင့် Bitcoin wallet လို့ကိုယ်ပိုင် privacy ရှိတဲ့ wallet တွေထဲမှာကို့ crypto တွေကိုထည့်ထားတာကပိုပြီးစိတ်ချရပါတယ်။ဆိုလိုတာကတော့ကို့မှာ privacy ရှိုံနဲ့ exchange တွေဒေဝါဒီခံသွားလဲကို့ crypto တွေကိုစိတ်မပူရမယ်တင်ထားလို့ရပါတယ်။ ဒါဆိုရင် Baker Wallet ကိုဘယ်လိုစသုံးရမလဲ။အရင်ဆုံး Play Store ဒါမှမဟုတ် App Store ကိုတွားပြီးတော့ Baker Wallet လို့ရိုက်ရှာပြီး download ဆွဲလိုက်ပါ။ download ဆွဲပြီးတွားရင်တော့ application တွေကိုဝင်လိုက်ပါ။ကိုကခုမှစသုံးမဲ့သူဆိုရင် Create Wallet ကိုရွေးရပါမယ်။ကိုမှတခြား Wallet ရှိပြီးသားဆိုရင်တော့ Import Wallet နဲ့ဝင်ရပါမယ်။ဒီမှာကျွန်တော်ကခုမှစသုံးမှမဟုတ်လို့ Create Wallet ကိုရွေးလိုက်ပါတယ်။ Wallet ကိုအသုံးပြုဖို့အတွက် password ထားခိုင်းပါလိမ့်မယ်။ ကိုကြိုက်တဲ့ password နံပါတ်6လုံးထားလိုက်ပါပြီးရင် phone မျိုးစားလိုက် face id ဒါမှမဟုတ် fingerprint down လာမျိုးကို enable ပေးလိုက်ပါအခုဆိုရင် wallet တစ်ခုကိုရပါပြီ C phrase ကိုဘယ်လိုယူရမလဲဆိုရင် wallet ထဲကိုဝင်မယ်အပေါ် down လာက my wallet ကိုနှိမ့်မယ် backup now ကိုနှိမ့်မယ်ပြီးရင်တဆင့်ချင်းဆက်သွားမယ်နောက်ဆုံးမှာကို wallet ရဲ့ C phrase စနစ်လုံးကိုတွေ့ရပါမယ်အဲဒီ C phrase ကိုတေချာတိတ်မှာ တိန်းတဲ့နေရာမှာဖုန်းရဲ့နှုတ်မှတိန်းတာထက်အပြင်စာအုပ်နှုတ်ဖို့မှာရေးပြီးတိန်းထားတယ်ပါတယ်။ဘာလို့လဲဆိုရင်ဖုန်းပြောက်သွားရင်တော့ကိုခရစ်တိုတွေကိုဆုံးရှုံးမှမဟုတ်တော့ပါဘူး။ပြီးရင်သူမေးတဲ့နံပါတ်ထဲက freeze ကိုမှတ်ဖို့ရှိပါ။နောက်ဆိုရင်တော့ကို wallet အတွင်း sea freeze backup လုပ်တာပြီးတော့ပါပြီ။နောက်ထပ် bigger exchange ကနေ wallet ထဲကိုဘယ်လိုပို့ရမလဲဆိုတာကိုဆက်ပြောပြပါမယ်။ wallet ထဲကိုဝင်မယ်။ဒါကကို wallet ထဲက crypto အားလုံးရဲ့စုစုပေါင်းခွေပုံမှန်ကိုကြည့်လို့ရပါတယ်။ sense ဆိုတာကကို့အနေနဲ့သူများကိုငွေထွက်တဲ့အခါမှာတုံးပါတယ်။ ရရှိဆိုလာကကိုစီဘိုးသူများကငွေဆွဲမဲ့အခါအတုံးပြုပါတယ်။ history ကကိုဘောလည်းရင်ငွေဝင်ငွေထွက် transition အားလုံးကိုကြည့်လို့ရပါတယ်။ bigger wallet ကြောင့်အသေးစိတ်ပြီးချင်တော့ဒီဗီဒီယိုမှာတွားကြည့်လို့ရပါတယ်။အခုကျွန်တော်က bigger exchange ကနေ wallet ကိုရှင်းလွှဲပြပါမယ်။အရင်ဆုံး wallet ထဲကရရှိကိုနှိပ်မယ်။ကျွန်တော်က USDT ကိုလွှဲမှာဖြစ်တဲ့အတွက် USDT ကိုရွှေ့မယ်။အဲ့ဒီမှာ begin နာရင်ပတ်တက်တဲ့အဖတ်ကိုရှိပါလေဒီမှာဆိုရင် USDT ကိုတိုင်းရွှေ့လိုက်တာ USDT ကနောက်ဝတိုင်းမှာရှိပါတယ် တချို့ကနဝမတူလဲလွဲလို့ရလားမေးတတ်ကြပါလေလွဲလို့မရပါဘူးဘာလို့လွဲလို့မရလဲဆိုရင်နဝမတူပဲလွဲလိုက်တဲ့အခါကိုပတ်စံကအဆုံးမှာဥပမာကိုလွှဲမဲ့ network က BNB chain ကိုလက်ခံမဲ့ network က Tron chain ဒါဆိုနဝမတူတဲ့အတွက်ကိုပတ်စံဆုံးပါပြီဒါကြောင့်တိကျကြယူဆိုင်ပြီးကိုလွှဲမဲ့ network တူလားပြန်ဆက်ပါ မပြင်းပါနဲ့မပေါ့ဆပါနဲ့ဒီဗီဒီယိုမှာကျွန်တော်က BNB chain နဲ့လက်ခံမှာဖြစ်တဲ့အတွက် BNB chain ကိုနှိပ်မယ်ဒီမှာမြင်ရတာက public address ပါဒါကလူတိုင်းကိုပေးလို့ရပါတယ် ျွန်တော်တို့သုံးနေကြ mobile banking တွေမှာငွေလက်ခံခြင်းပေးရတဲ့ဖုန်းနံပါတ်လိုပါပဲအဲ့ဒါကို copy google မှာပြီးရင် bigcat exchange နဲ့ဝင်မယ် access သေးတော့မယ် withdraw ရယ်ကိုနှိပ်မယ်တခြား wallet ကိုပို့မှဖြစ်လို့ on chain withdraw ရယ်ကိုရွှေ့ရပါမယ်ပြီးရင် usdt ကိုရွှေ့မယ်ဒီနေရာမှာအစောက copy google ရယ်လေ address ကို paste ချနိုင်မယ် withdraw ရယ် network မှာ bnb chain ကိုလွှဲမှာမဟုတ်လို့ BEP20 Binance Smart Chain ကိုရွှေ့ရပါမယ်။နောက်ကတော့ကိုယ်လွှဲမဲ့ USDT အမောင်းကိုထည့်ပါ ဒါပေမဲ့လွှဲမဲ့အမောင်က10ဒေါ်လာအထက်ဖြစ်မှရပါမယ်။ဘေကပ်ဘက်ကိုပေးရတဲ့ network fee ကတော့0.15ဒေါ်လာပေးရပါတယ်။ network fee ဆိုတာကကျွန်တော်တို့အနေနဲ့ဆိုင်မှာငွေလွှင့်ငွေထုတ်တဲ့အခါပေးရတဲ့ထုတ်ခါလွှဲကားနဲ့တူပါတယ်။ amount ထည့်ပြီးရင်တော့ withdraw ရင်နှိမ့်လိုက်ရုံပါပဲ။ပြီးရင် Google Wallet data ကုန်နဲ့ email နဲ့ကြာလာမယ်ကုတ်ထည့်ပေးလိုက်ပါ။ဒီလိုဆိုရင်တော့ဘေကပ် wallet ထဲ USDT ဝင်လာမှာကိုထိုင်ဆောင်နေအောင်ပါပဲ။အခုဆိုဘေကပ် agent ကနေ wallet ထဲငွေဘယ်လိုလွှဲရလဲနားလေလောက်ပြီးထင်ပါတယ်။ ာဆို wallet ထဲရနေ exchange စီကိုငွေဘလို့ပြန်လွှဲလဲဆိုတာကိုဆက်ပြောပြပါမယ်။ရင်းဆုံး exchange ကဝယ်မယ်။ access ထဲသွားမယ်။ affan ကိုနှိပ်မယ်။ပြီးရင် deposit crypto ကိုထိုက်ယူမယ်။ကျွန်တော်က USDT ကိုမှ BNB network ကိုလွှဲမှာဖြစ်တဲ့အတွက် BEP20 Binance Smart Chain ကိုရွှေ့ရပါမယ်။ပေါ်လာတဲ့ address ကို copy ကူးခဲ့မယ်။ပြီးရင် backup wallet ထဲဝယ်မယ်။ wallet ထဲသွားမယ်။စံကိုနှိပ်မယ်။ကျွန်တော်က USDT BNB chain ကိုပို့မှဖြစ်လို့ USDT ကိုရွှေ့မယ်။အပေါ်အကွက်ထဲမှာ ကိုလာတဲ့ address ကိုပေးချမယ်။ပြီးရင် next ကိုနှိပ်မယ်။ amount ထည့်ရမယ်။ဒီမှာက minimum မရှိတဲ့အတွက်ကိုထည့်ချင်တဲ့လောက် amount ကိုထည့်လို့ရပါတယ်။ပြီးရင် next ကိုနှိပ်မယ်။ကိုလွှဲရမယ့် address နဲ့ network မှန်လားသိချပြန်ဆက်ပါ။မဲနဲ့ဆိုရင်တော့ confirm နှိပ်ရုံပါလေ။ပြီးရင်တော့ backup exchange နဲ့ကိုလွှဲလိုက်တဲ့ငွေရောက်လာပါလိမ့်မယ်။ဒါကတော့ exchange နဲ့ wallet ကိုဘယ်လိုငွေလွှဲရမလဲဆိုတာကိုပြောပြထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တတိပေးချင်တာကတော့ကိုငွေတွေမဆုံးရှုံးခြင်းဘူးဆိုရင်ကိုလွှဲမဲ့ network နဲ့ address ကိုတူရလာကိုသိချပြန်ဆက်ပါ။ ျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကရင်းနှီးမြှုပ်နှံမှုအတွက် financial advice ပေးနေတာမဟုတ်ပါဘူး။မိษွေတို့အတွက် crypto နဲ့ပိုပြီးရင်းနှီးဖို့အတွက်သာ knowledge sharing အနေနဲ့တင်ဆက်ပေးနေတာဖြစ်ပါတယ်။ crypto ကြောင်းနားလည်ဖို့သာတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ crypto ချင်း channel တွေကိုလည်း follow နဲ့ subscribe လုပ်ခဲ့ဖို့မမိပါနဲ့နော်။တကယ်လို့မသိတာတွေမေးချင်တာတွေရှိရဲဆိုရင်တော့ကျွန်တော်တို့ crypto ချင်း channel ရဲ့ Telegram group မှာလာမေးလို့ရပါတယ်ဗျ။